ပင်နဲ့လည်းမင်္ဂလာကိစ္စမဟုတ်ဘူးဒါပေမဲ့အတိအကြောင်းကြားတာပေါ့နော်မင်းတို့ကြောက်ရွှေစင်ဆိုင်မှာကြောက်ရွှေစင်ဆိုင်မှာဒီဒီနေ့ကနေစပြီးတော့မင်းတို့ KP နဲ့ KP KBZ banking ကိုငွေလဲလက်ခံတာတွေပစ္စည်းဖို့ငွေလဲလက်ခံတာတွေခဏရက်ထားပါမယ်နော်။ဘာကြောင့်လဲဆိုရင်မင်းဒီနေ့22ရက်နေ့ဒီနေ့မှာမင်းတို့တွေဖြစ်သွားတဲ့ပြဿနာကမင်းရဲ့ banking account တွေကနေပြီးတော့ banking account တွေကနေပြီးတော့ငွေ30ဒီဒီလုံးဝပြတ်သွားတယ်။ဘာဘာ မမအဝင်ထွက်မရှိဘဲနဲ့ပျောက်သွားတယ်မင်းတို့ကမနေ့တော့ငါဆိုလို့ရှိရင်မနေ့တော့ငါဘန်ကင်းမှာနောက်ဆုံးပိတ်ပေါ့နော်နောက်ဆုံးပိတ်တုံးထားတာ special account နဲ့ရနေပြီးတော့ special account တွေက350ပျောက်သွားတာနော် special account နဲ့ရနေပြီးတော့မင်းတို့ဒီအနီ account ပေါ့ညီမတို့စိုင် account တွေအများစုကျွာနဲ့တုံးတာစိုင် account ကိုအနီ account ပေါ့နော်အဲ့လိုမျိုးဟိုဟာမားဂျင် account လို့သူတို့ခေါ်တယ်မားဂျင် account ဖွင့်တာပဲဟာ ဲ့မားကျန်းကောင်နဲ့ချိန်ထားတာအဲ့3900ကျော်နှစ်ကြောင်း3100ထည့်လိုက်တယ် KB ဟိုအနီရဲကိုထည့်ပြီးွားတာနဲ့ဘန်း special account နဲ့မှာ3900ကျော်ကျန်ခဲ့တယ်မနေ့ကမြမကဒီနေ့မနေ့ဒီနေ့စတော့ဒီနေ့22ရက်နေ့ပေါ့နော်22ရက်နေ့မှာငွေ300ရှိလို့မြမကဘန်ပိတ်ချိန်3နာရီကျော်မှငွေ300ရှိလို့တိတာနဲ့ချက်ချင်းကြည့်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့အကောင့်ထဲမှာ3900လုံးဝမရှိတော့ဘူး ်နော်သိန်း90ကျော်မရှိသေးနဲ့သိန်း90လုံးဝပြောင်းနေပြောင်းနေတဲ့အခါကျတော့ညီမကဘန်ကိုချက်ချင်းသွားတယ်ဒါဆိုညီမရဲ့ဆိုင်ကမြောက်တကုံပင်လုံးလမ်းမကြီးပေါ်မှာပဲဒီចောင်းလန်းသားမှာပဲရှိတယ်ညီမတို့ရဲ့ဘေးနားမှာလည်းចောင်းလန်းသားမှာ KBZ ဘန်ရှိတဲ့အတွက်ကြောင့်ချက်ချင်းသွားတယ်ပို့ရောက်တဲ့ချိန်မှာဘန်ပိတ်နေတယ်ဆိုပြီးねအကျိုးအကြောင်းပြောပြီးတော့ဒီလိုမျိုးပြဿနာဖြစ်တဲ့အတွက်ကြောင့်ညီမသိကျင်တယ်ဘာဖြစ်တာလဲဆိုတာသိကျင်တယ်ဆိုပြီးတော့အထဲဝင်ပြီးတော့ပြောတော့အထဲထဲမှာတော့တာဝန်ရှိတဲ့အမားတယောက်က အာညီမလေးဟိုဟာဗောစာအုပ်ကို history ကိုစစ်ပေးမယ်ဆိုတော့လေ history စစ်လိုက်တဲ့အခါကျတော့ history စာအုပ်ထဲမှာတော့ရှိတယ်။နော်စာအုပ်ထဲမှာတော့ရှိရဲ့။ဒါပေမဲ့ banking ထဲမှာမရှိဘူး။ history မှာလည်းဒီ banking ရဲ့ history တဲကိုကြည့်ပြန်တော့လေ banking ရဲ့ history မှာလည်းတကြောင်မှမပြဘဲနဲ့မရှိတော့ဘူး။ banking ရဲ့ history ထဲမှာလည်းတကြောင်မှဟိုအထွက်မရှိဘဲနဲ့ငွေသားကြီးပဲဒီတိုင်းပြောက်သွားတယ်။ဒါညီမကအငြင်းတန်းတုံးပြီးတော့ အမြဲတမ်းဒီအမောက်ကိုတိနေတယ်သူမို့လို့လीနော်မတိဘူးဆိုရင်ဘယ်လိုလုပ်မလဲမတိတဲ့သူငွေအမောက်တချို့ဆိုငွေအမောက်အများကြီးထားတဲ့သူဆိုရင်ဒီတိုင်းကြီးပဲဘာထွက်ဆက်ရှင်မှမရှိဘဲနဲ့ဒီတိုင်းကြီးပဲငွေပြောက်သွားတယ်ဆိုရင်ဘယ်လိုလုပ်မလဲဒါအခုညီမကတော့ဒါတိသွားတဲ့အတွက်ကြောင့်ပေါ့နော်တိသွားပြီနဲ့အခုသူတို့ဘက်ကတာဝန်ယူမှုမရှိဘဲနဲ့ဘန်ဟိုသွားတဲ့အခါမှာလည်းညီမကို online ကိုပဲဆက်သွယ်ပေးပါဆိုပြီးတော့ဘန်ကိုကိုယ်တိုင်ရောက်တာတောင်မှ online ကနေပြီးဆက်သွယ်ခိုင်းလို့ညီမ online ကိုဆက်သွယ်ရင် online ကကြတော့ညီမရဲ့ account ကိုအခုစစ်ကြည့်တဲ့အခါကျတော့ ဘာမှလည်းအကျိုးအကြောင်းလည်းမပြောဘဲနဲ့ဒီဟာကိုဘလော့ထားတယ်လို့ပြောတယ်အဲ့တော့ဘလော့ထားဆိုတော့ဘာကြောင့်ဘလော့ထားလဲညီမတို့ရဲ့အကောင့်မှာဘလော့ထားတယ်ဆိုရင်လေ banking ထဲမှာလည်းဘာမှဒီတိုင်းမပြောဘဲနဲ့အာ banking ထဲကငွေ amount ကိုဘာတစ်ခုမှလည်းမပြဘဲနဲ့ဒီတိုင်းပဲဘလော့ဒါကိုကိုယ်တိုင်ပိုင်ရှင်သိလို့ဒီပိုင်ရှင်မသိဘဲနဲ့အဲ့လိုဘလော့ခွင့်ရှိလားဒီတိုင်းပဲပျောက်ခွင့်ရှိလားဒါကိုယ်တိုင်သိလို့ကိုယ်တိုင်မသိဘူးဆိုဘယ်လိုလုပ်မလဲပြောညီမတို့ဆိုင်မှာဒီမှာ banking တွေ KP တွေအကုန်လုံးထားတာရှိသမျှပေးတွေအကုန်ရတယ်နော်ဆိုင်မှာလေ ကိုယ့်ရဲ့ customer တွေအလွယ်တကူနေရလေအိတ်တွေကိုလက်လီလက်ကားရောင်းတာဖြစ်တဲ့အတွက်ကြောင့်နေရလေငွေလွှဲရတာအဆင်ပြေအောင်လို့ရှိသမျှပေးအကုန်လက်ခံပေးထားတယ်အကုန်လုံးရှိနော်ပေးတွေမှာ stand နေတာတစ်ခါလေကြာရင်ထားကြအောင်နေရာမရှိအောင်လို့အကုန်လုံးပေးတွေထားထားပေးထားတယ်ဒီလောက်ထိယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်ညီမတို့ရဲ့လုပ်ငန်းရှင်အနေနဲ့ကမတုံ့ရဘူးလားကေပေးကိုနော်ဒီကေပေးကဒီလိုမျိုးဟာတွေက banking နေနဲ့ banking နဲ့ special ကိုယ့်ရဲ့ special account နဲ့ ကေဘင်းလေးကိုချိတ်ဆက်ထားတဲ့အဖြစ်အတွက်ကြောင့်ကိုကကိုထဲ့ကျင်လဲထဲ့မယ်ဒီဘက်ကိုလည်းပြန်သုံးကျင်သုံးမယ်လေအဲ့ဒါအောင်မမစိတ်မချရဘူးဆိုရင်ညီမတို့ကမသုံးရဘူးလားအခုညီမတို့ဒီနေ့ကသူတို့ကတော့မန်းတဲကိုစောင့်ကြည့်ပါလို့ပြောတယ်ဆိုရင်လည်းညီမသိချင်တာညီမတို့ဒီကြားထဲမှာကိုယ့်ရဲ့ငွေကိုသုံးခွင့်သုံးလို့မရတော့ဘူးသူတို့ဘက်ကလည်းရေရေရာတိကျမရှိဘူး online ကိုဆက်ပါဆိုဘန်ကိုသွားရအောင်ဘန်မပြေရှင်းပေးပဲနဲ့ online ကိုလောက်ခိုင်းတော့ online ကလည်းဆက်ကြမယ်တာပြောတာလေ နော်သူတို့ကတော့စက်တယ်မယ်ပဲပြောတာမနေ့ပြန်ကြရလဲပိတ်ရစီနော်အဲ့တော့အဲ့လိုတာဝန်ယူမှုတာဝန်ခံမှုမရှိရင်မြမားတို့တွေလုပ်ငန်းတွေအနေနဲ့ကအရန်နစ်နာတယ်ဘလို့ဆက်ဘလို့လုတ်ပေးမယ်ဘလို့တာဝန်ယူပေးမယ်အခုရှိသမျှပေးတွေအကုန်လုံးလည်းလက်ခံနေတာအခုအဲ့တော့တကယ်လို့ဒါညီမတို့ကိုဒီအတိုင်းပဲဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိလို့ရှင်ညီမတို့ဒီနေ့ဒီရက်ဒီအချိန်ကနေစပြီးတော့ KP နဲ့ KBZ Banking နဲ့ပတ်သက်လို့ဘာတစ်ခုမှမတော့ဘာတစ်ခုမှလည်း ဒီလိုတာဝန်ယူမှုမရှိဘူးဆိုရင်လုံးဝရှေ့ဆက်ပြီးတုံးဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်အဲ့တော့တာဝန်ရှိသူတွေဒါကိုဖြည့်ဆင်းပေးပါဘယ်လိုလုပ်ပေးမလဲဆိုတာပေါ့နော်ဒါဆိုကိုယ့်ရဲ့အကောင့်လေးကနေပြီးတော့ဘာမှမပြောဘဲနဲ့ဒီတိုင်းဘလိုင်းကြီးပြောက်သွားတယ်အဲ့ဒါကြီးကတော့ဘယ်လိုမှမဖြစ်တဲ့ကိစ္စဒါကိုကိုတိုင်းသိနေလို့ကိုကိုတိုင်းမသိဘဲနဲ့အမောင်းမသိဘဲနဲ့သူတွေဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဘန်ကင်းမပွင့်လာတဲ့သူတွေဆိုရင်တော့ဘယ်လိုလုပ်မလဲနော်အဲ့တော့ရှင်းပေးပါဒီဟာရောတခြားညီမတို့ရဲ့အခု customer တွေထဲမှာရော ဒီလိုမျိုးဖြစ်တာရှိတာရှိတဲ့သူဆိုလို့ရှိရင်လည်းဘယ်လိုမျိုးဖြစ်ရှင်းလဲဆိုတာတစ်ချက်တော့အကြံဉာဏ်လေးပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်